သူတို့ရောက်မှတခြင်းတခါမှမကြုံဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုကိုကြုံလိုက်ကြရပါတယ်အဖြစ်ပြက်ကတော့အန်ဝေါ်စီယာကောင်းပါတယ်ထိုင်းလန်ချောက်ချားစီယာလည်းကောင်းပါတယ်သူတို့ရောက်မှတခြင်းတခါမှမကြုံဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုကိုကြုံလိုက်ကြရပါတယ်အဖြစ်ပြက်ကတော့အန်ဝေါ်စီယာကောင်းပါတယ်ထိုင်းလန်ချောက်ချားစီယာလည်းကောင်းပါတယ်လူရဲ့သက်သေဆုံးမှုတွေလည်းပါဝင်နေခဲ့ပါတယ် ။ဟုတ်ကဲ့ပါခင်ဗျကျွန်တော်ရရဲ့ Nightmare Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရင်ဒီကနေ့ကျွန်တော်တင်ဆက်မိတ်ဇလန်ကတော့စာရည်သူမောင်မိုင်းညို့6ဦးရေးသားထားတဲ့တဝဲတို့အောက်လန်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါရည်။ဒီဇလန်လေးမစတင်ခင်မှာကျွန်တော်ရရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ Like and Subscribe နှိပ်ခဲ့ပြီးတော့ဇလန်သစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက်ပရိသတ်တို့ကဘေးနားကနိုဒီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာ။ ခခင်ကလည်းရွာကပြောက်သွားပါ रे ပြောက်သွားပြီဆိုတော့ထက်ထွက်သွားပြီဆိုတော့ကပို့ပြီးတော့မှန်ပါ रे ဟုတ်ပါ रे ဒုံနေရွယ်သမီးလေးရဲ့ရက်လက်ပြီးတဲ့ညောင်းမှာပဲခခင်ဦးရွာကနေပြီးတော့တိတ်တိတ်ဆိတ်ထွက်သွားပါ रे သူပဲကိုထွက်သွားတာလေဘယ်သူမှမသိပါဘူးခခင်ဦးကလည်းဘယ်သူ့ကိုမှမပြောပါဘူးမိခင်ကြီးဒေါ်ညိုကိုတော်မှရောက်ရောက်ပေါက်ရလို့ပဲပြောသွားခဲ့ပါ रे ခခင်ဦးထွက်သွားတာကလည်းအကြောင်းရှိပါ रे တရားလုံးကလည်းသိပါ रे အဲဒီအကြောင်းကတော့သူ့ရဲ့အိမ်တော်ကြီးကိစ္စပါပဲခခင်ဦးကလည်းရွာမှာအချောဆုံးအလှဆုံးလို့တော်မှ ပြောနိုင်တဲ့မိမချော်လေးတယောက်ပါ ်ရန်တလေးရော်တလေးအယောက်မိစုံပါစုံမရှိလို့ကိုနှောင်ကိုင်းလို့တတ်မှတ်တာမခံရပါပဲကာလာသားရီကတော့ခေခင်ဦးရဲ့အနောက်မှာပဲဝိုင်းကြီးပပတ်လဲနေကြပါရဲ့ဒူဒူပဲဆိုကြပါစို့ဗျာခေခင်ဦးကလည်းအသက်16နှစ်အရွယ်မှာပဲလာသွေးတွေကအစွမ်းကုန်ပွေလန်းနေစေမှာပဲအိမ်အောင်ကြတော့ခဲ့ပါရီခေခင်ဦးဘက်ကမြေတာတက်ဝေချစ်ခဲ့လို့တော့မဟုတ်ပါဘူးတပတ်သက်အနိုင်ကျင့်ခံလိုက်ရတာပါရောကမြေပိုင်ရှင်ရဲ့တာထဲရီတမောင်ချက်တမောင်အုံးမြင့်ရဲ့လဲတင်ပြေးတော်ကိုခံလိုက်ရပါရီဒေါ်လီရောတလိတစ်ခုပါပဲ အပြိုပြံဖြစ်တော့မယ့်အတူတူမချစ်တော်လေးအောက်ကနန်းဆိုသလိုမျိုးမနန်းတော်လေးပိတ်သက်ယူခဲ့ရပါတယ်ခေကေဦးအုံမြင့်ကိုယောက်ျားတော်ခဲ့ရပါတယ်ဒီအလုံးကတော့ခေကေဦးဘက်ကရှိပါတယ်တနာကျင်တော်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့စည်ရဲနယ်ပါရိတ်ခေကေဦးတယောက်အုံမြင့်လိုမျိုးမြေပိုင်ရှင်တားနေတွေ့ရတယ်လို့ပဲအစိုးရကအကောင်းလူယူဆလိုက်ကြပါတယ်အိမ်တော်ပြုတ်ရေးဆိုတော့ကတော့မိမတယောက်အတွက်မမြင်နိုင်တဲ့ကံတရားနဲ့အလောင်းစားလို့ရတာပါပဲ မယောင်ကြီးကလေးကအင်မတန်စိုးသွမ်းခဲ့တဲ့ယောက်ျားမိမရောက်မှလူကောင်းသူကောင်းဖြစ်သွားလို့သူနဲ့ရောက်တဲ့မိမကောင်းစားသွားတာရှိတယ်လို့မိမမယောင်ခင်ကကြိုးစားတဲ့ယူသားတဲ့ယောက်ျားကမိမလည်းရပြီရောအရက်သမားဖြစ်သွားပါလေဖဲရိုက်ချက်တိုက်စိုးမိုက်သွားပါလေအဲဒီကကြတော့သူနဲ့ရောက်တဲ့မိမချောခင်ဗျငါမမောက်သွားခဲ့ပါလေတသက်လုံးဒူးနဲ့မျက်ရည်တုပ်ရပါလေအခုလေးအုံမြင့်ကလေလူကောင်းသူကောင်းဘဝကိုပြောင်းလဲသွားရေခေခေဟူကံကောင်းနိုင်နေရှိုးတဲ့မျော်လင့်ချက်တဲ့စောင့်ကြည့်နေခဲ့ကြပါလေဒါပေမဲ့လူမိုက်ကလူမိုက်အုံမြင့်ကလေအုံမြင့်ကွဲပြောင်းမသွားခဲ့ပါဘူး စိုးမိုက်မြဲစိုးမိုက်နေသေးပါ ပေတင်မြဲပေတင်နေသေးပါဒီထဲမှာချီကျူးစီရတနာစီရကောင်းတာကခေခေဥပါမချင်းနမနစ်တပ်ပဲနဲ့ယူခဲ့ရတဲ့ယောက်ျားပဲမဲ့မယာဝိတရား၅ပါးနဲ့အညီကြည့်ကြံနေထိုင်ခဲ့ပါရီဘုရားတစုကူတလုံးလိုမျိုးလင်းကိုကိုးကွယ်ပါရီအုံမြင့်ကလည်းသူ့ဘော်ဘလောက်ပဲဆူဆူတီးခံနိုင်ခဲ့ပါရီအနော်နာလေးခံခဲ့ပါရီသူနော်နာခံလေးလေးတီးခံခြင်းတရားကကြီးမားလေလေအုံမြင့်ရဲ့ရက်ဆက်ညင်မှန်မှုကလည်းကန်းကုန်အောင်လို့မိုင်းရင်းလာပါရီပြော်လုံးရဲ့မျက်ရုပ်ဖြစ်တဲ့ ခေခေဥကိုအပြိုပွားတော်ကတန်တန်ဆွဲယူမှုခဲ့ပေမယ့်အိမ်တော်ကြပြီးတဲ့နောက်ပိုင်းမှာအချိုးပြောင်းသွားပါရင်ခေခေဥကြောင့်မလို့တရားလုံးမုံတော်ကိုခံရပါရင်သူကိုလူယုံမှပြင်မြင်ကြပါရင်ဇိုရိတ်ဆွဆွဲချက်နဲ့အမျိုးမျိုးနှိမ့်ဆက်လာပါရင်တွေးဆက်တန်ယုံတရားရီရတဲ့အထိကိုတိလက်ရောက်ရိုက်နဲ့စောကားလာပါရင်ခေခေဥဘော့လင်းစုံမရတဖားဖားပြစ်ခဲ့ရပါရင်ဝေကျွေးတွေကိုဒီမော်ရောက်မှာပဲကြည်အောင်ဆက်မယ်ဇိုရိတ်ခေယူချက်နဲ့ဒူးနဲ့မျက်ရည်တုပ်ပြီးတော့ခေခေဥပေါင်းပါရင် လူခွေရရောက်လာမှကျဲမိတ်ပြီးတော့ငိုခဲ့ပါတယ်ဒီလိုနဲ့ခေခင်ဦးရဲ့ဘွားအမောတွေကိုတတ်တာစီမိတ်ဇဲလေးလေးတလုံးကလေးခေခင်ဦးရဲ့ဘွားတွေကိုရောက်လာပါတယ်အိမ်တော်သက်နှစ်နှစ်အကြာမှာတော့သမီးလေးတယောက်မွေးဖွားခဲ့ပါတယ်သမီးလေးရလာတော့လေသမီးရဲ့မျက်နှာနဲ့အုံမြင့်လိမ္မာလေးမလားဆိုရက်မျောလင်းချက်တစ်ခုဖြစ်လာရပြန်ပါတယ်ဒါပေမဲ့သမီးလေးကလေတဖြည်းဖြည်းချစ်စပွဲကြီးပြင်းလာပါတယ်တောက်ဆက်တောက်ဆက်လမ်းလျှောက်တက်လာပါ रे မပီကလာပီကလာတွတီတွတာစကားလေးတွေကိုပြောလာတက်ပါ रे အုံကြီးကတော့လူမိုက်ကမိုက်တုံးပါပဲ ိုက်တဲ့အပြင်ဇိုးလာတွေလုံးတော့မှပြောရအောင်ပါမယ်။တချောရောက်ကမိန်ကတယောက်ကိုမရင်ငယ်ယူထားတဲ့တရင်ကလေးထွက်လာခဲ့ပါရီ။အချိန်ကြီးကြာလာတော့နေအမြတ်တူတူတိတ်တိတ်တရင်ကလေးကျဲလောင်လာပါရီကျဲလောင်ရာကနေပြီးတော့ထေရှားလာပါရီနောက်ဆုံးမှတော့မရင်ငယ်မဆန်းကိုအိမ်မကိုခေါ်လာခဲ့တဲ့အထိတိတိလင်လင်ဖြစ်သွားခဲ့ပါရီဘလို့ပဲဖြစ်ဖြစ်ပါခေခေဦးနေနဲ့ထူးပြီးတော့မခံစားရပါဘူးငကူကလေးကဝေကျွေးဆက်တယ်လို့သတ်မှတ်ထားတာကိုတခုတော့ရှိပါရီမြမတလေးထုံးစံအရာ အစင်လာကလေတလင်တမယာစနစ်ထုံကားတဲ့တလိထုံးစံရှိပါရီတယောက်ကတယောက်ပြောင်းရမှာကိုအခြားကြောင့်ကင်းနေသူကလွဲပြီးမလုံနိုင်ဘူးလို့ခံယူထားပါရီတပင်လဲလို့တပင်ထူပြီးတော့အာကိုရာရှာရာမှကဲတဲ့မှုတွေရှိပါသေးတယ်ဒီလိုတလိထုံးတဲ့နေချာမှာတော့မရငယ်အိမ်မော်ခေါ်လာတဲ့ကိစ္စကိုတော့ခင်ခင်ဦးမလို့လားပါဘူးဒါပေမဲ့မကျင်တဲ့နှလုံးသားမရှိပါဘူးမရငယ်နဲ့တိုင်နေနေပြီးတော့ယောက်ျားတယောက်နဲ့အတူတူပေါင်းရမှာကိုရှက်တဲ့စိတ်ပဲရှိပါရီဒါကြောင့်ကြွားပြီးဖို့ပြောပါရီခင်ခင်ဦးရဲ့ဝေကျွေးတွေကြေဖို့ အချိန်မရောက်သေးလို့ပဲထင်ပါတယ်။အုံမြင့်ကတော့မကွာပြီးပါဘူး။နတ်ဆောင်မြိုင်အိမ်ကြီးရဲ့နောက်ပြီးနွားတင်းကုတ်ဘေးမှာတဲလီဆောက်ပြီးတော့ခင်ခင်ဦးနဲ့တမီကိုထားပါရီ။အဲ့ဒီကစပြီးတော့မရင်ငယ်ကလည်းမရဲ့ကြီးဖြစ်သွားပါရီ။ခင်ခင်ဦးကလည်းမရာပိုးအောက်ကနေပြီးတော့ဂျုံဘွားကိုရောက်သွားပါရီ။တရင်လုံးစားဖို့ထမင်းဟင်းချက်ပြုတ်ပေးုံမကပဲနဲ့မရင်ငယ်ရဲ့ထမင်းအင်းကြီးမကြမ်းရှော့ဖို့ပေးရပါရီ။အုံမြင့်ကလည်းမရင်ငယ်မဆန်းကိုရွှေပေါ်မြတင်ဘွေတက်မရာအဖြစ်ထားခဲ့ပေးမိခင်ခင်ဦးခင်မြမှာတော့ဂျုံမရာဘွားနဲ့နေခဲ့ရပါရီ။ ီကောင်မလေးတိတ်ပြီးတော့ဝေကြီးတာပဲဘေဘွားကအညိုးတွေပါလာလို့များဒီလောက်ကိုစင်းရဲစိတ်စင်းရဲနဲ့ဘဝဆိုးနဲ့ကြုံနေရပါလေခင်ခင်ဦးရဲ့ဖြစ်ပျက်ကိုမမြင်ရတဲ့သူတွေကအမြဲတမ်းညီးသွားကြပါရဲ့မျက်ရည်လည်းကျကြပါရဲ့အုံမြင့်နဲ့ပတ်သက်လို့ခင်ခင်ဦးရဲ့နှလုံးသားတွေကလည်းကြောက်ဆိုင်ကြောက်ခဲတွေလူမျိုးမာကြောလာပါ रे ခံစားချက်မဲ့တယ်ဆိုပေမဲ့တမီးလေးကိုလစ်လူရှူတဲ့အတွက်ကိုတော့ခင်ခင်ဦးကလည်းနာကြီးပါ रे အမျက်တို့မိပါရီအုံမြင့်ကလည်းခေခေဦးနဲ့ရရတဲ့တမီးလေးကိုခေခေဦးပေါ်မကျင်းတဲ့ချက်ကြောင့်လားမရငယ်မကြိုက်ပါဆိုတာကြောင့်လားမသိပါဘူးလုံးဝမချစ်ပါဘူးခြီးဖို့ချော့ဖို့ဝေးလို့ကလေးလဲကြပြီးတော့ငိုနေရတော့မှတစ်ချက်ကလေးလှဲ့မကြည့်ပါဘူးဒီလိုနဲ့ခေခေဦးနဲ့သူ့ရဲ့တမီးလေးတေခွဲခွဲရောက်မိနေ့တနေ့ကလည်းစိုက်စိုက်မြက်မြက်ရောက်လာခဲ့ပါရီအိမ်ဒီကထုံးစံအတိုင်းနွားကြောင်သားကလည်းတင်းကုတ်ထဲကနွားရီကိုထုတ်သွားပါရီနွားရီထွက်သွားတာနဲ့တင်းကုတ်ထဲကနွားကြီးအညစ်အကြေးတွေကိုတန်ရှင်းရေးလောက်ပါရီဒါလေးခေခေဦးရဲ့နေ့တူကအလုပ်ပါ နွားကြီးတွေကျုံးနေတဲ့နေရာမှာသမီးလေးကလည်းအိမ်ရှိတဲထဲမှာတယောက်နဲ့စောကစားနေပါတယ်တတော်ကလေးကြတော့သမီးငယ်ရဲ့စူးစူးဝဝအော်တဲ့နဲ့လေကားပေါ်ကတစုံတစ်ခုကြားတဲ့အတန်တတော်တို့အတန်ကြီးကိုကြားလိုက်ရပါတယ်ကြားတာကလည်းအိမ်ကြီးစီကခေခေယူကလည်းစိုးရိမ်တကြီးအိမ်ကြီးစီကိုပြေးသွားခဲ့ပါတယ်လေကားရဲ့အုတ်တမတက်လေးမှာသွေးလိမ့်လိမ့်နဲ့စကားမေးမရတော့တဲ့သမီးလေးကိုတွေ့ရပါတယ်ခေခေယူကလည်း လေကားပေါ်ကိုမောကြည့်ပြီးတော့အုံမြင့်တဲ့သူ့ရမေယာမဆန်အပေါ်တက်လေကားထိတ်မှငုံကြည့်နေတာကိုတွေ့ရပါတယ်ခေခေဦးမျက်လုံးတွေမီးဝဝင်းတောက်သွားပါတယ်နေနေတော့ငါသမီးကိုဒီလောက်ပဲပြောနိုင်ပါတယ်ဒေါသထွက်လွန်းလို့အတန်နေတုံပြီးတော့တိတ်ဝင်သွားပါတယ်သမီးလေးကိုပွေ့ယူပြီးတော့ဈေးကြကြီးဦးကြညွန့်ရဲ့အိမ်ကိုပြေးပါတယ်အိမ်တွေတိတ်ခါရီရှက်ရမာရီကြောက်ရမာရီသူရဲ့ဘာတခုမှမသိတော့ပါဘူး မမြင်တော့ပါဘူးသမီးနေကလေးဖိုးယူဖားရခြေတော်မလေးဖက်နဲ့မပါပွေသားလေးကလေးကလေးတွေးလိမ့်လိမ့်နဲ့သမီးတို့ဆိုးရိမ်စိတ်ကငယ်တဲ့ကိုရောက်နေရကြမလို့ခေခေဦးရဲ့မျက်လုံးတွေကလည်းပြူးကြောင်နေခဲ့ပါရယ်အဲဒီချိန်မှာပဲသူ့ရဲ့အသွေးဟာစိတ်မနဲ့မိနဲ့အယူမတယောက်နဲ့မချဖြစ်သွားခဲ့ပါရယ်ဖြစ်မဲ့ဆိုရင်လည်းဖြစ်ရောက်ပါရဲ့သူ့ရဲ့သမီးလေးသာသူ့ရဲ့ကဘာဖြစ်နေရဘူးသူ့ရဲ့ကဘာလေးမပြည့်စီဖို့သူ့ရဲ့သမီးလေးအသက်ကိုကဲတင်နိုင်မှုအယူလုံးလုံးစိတ်နဲ့သူပြေးခဲ့တာဖြစ်ပါရယ် သူဘလိုပဲကြိုးစားခဲ့ပေမဲ့သူ့ရဲ့ကဘာငယ်လေးကလည်းပျက်စီးသွားခဲ့ပါရီ။တပီလေးဟာသူ့ရဲ့လက်ထဲမှာပဲဘွားတဘာကိုပြောင်းသွားခဲ့ရပါရီ။ဇာကြီးဦးကြောင်ညိုကလေးမရဲ့လက်ကိုကင်ပြီးတော့ဆန်းသက်ကြည့်ပါရီ။ပြီးတော့ကလေးအသက်မရှိတော့ဘူးတမီးရဲ့။အဲဒီလိုမျိုးပြောလိုက်ပါရီ။ခေခေဦးအသေးနှလုံးတွေတစက်စီတစက်စီကြေကွဲလွင့်စင်သွားရပါရီ။ ရည်တည်ခြင်းကမစွမ်းသာတော့ဘဲနဲ့နေရာမာရင်ပြော့ခွေလဲကြသွားပါတော့တယ်အစိုးရကအကောင်းလို့ပဲပြောရမယ်ထဲမှာရဲ့ရဲလက်ပြီးတဲ့ညမှာခေခင်ဦးရွာကနေပြီးတော့တက်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်ဒီလိုထွက်ခွာခြင်းဟာအုံမြင့်ပေါ်မှာသူဆက်ရမယ့်ဝိတ်ကျွေးတွေကျေသွားလို့ပဲလို့တရားလုံးကမှတ်တင်ယူဆကြပါတယ်ခေခင်ဦးရွာကိုပြန်ရောက်လာပြီတဲ့ခေခင်ဦးပြန်ရောက်လာပြီဟဲ့ ဒီလိုရင်းကြောင့်မလို့ကြော်လုံးကလေးအုံအုံကြက်ကြက်ဖြစ်သွားကြပါရဲ့ဟုတ်ပါရဲ့လွန်ခဲ့တဲ့၃နှစ်ကရွာကတတိစိတ်ထွက်သွားခဲ့တဲ့ခေခေဦးတယောက်မမျော်လင့်မနဲ့ရွာကိုပြန်ရောက်လာပြီဖြစ်ပါရဲ့ခေခေဦးပေါ်တနာချင်းတော်သူတွေကလည်းချစ်ခင်သူတွေလွန်တော်တော်ရှိသူတွေခေခေဦးရောက်နေတဲ့မိခင်ကြီးဒေါ်ညိုရဲ့အိမ်ကိုသွားကြပါရဲ့ခေခေဦးကလည်းအုံကြီးအိမ်ကိုမသွားပါဘူးမိခင်ကြီးအိမ်မှာပဲနေပါရဲ့ တုံးနေလောက်ကြာခဲ့ပြီဖြစ်တာကြောင့်မလို့လင်ကန်မယောကန်ပြတ်ပြီးလို့တွေးထားဟန်ရှိပါတယ်အချိန်ကလည်းကုစားပေးလိုက်တာကြောင့်လည်းဖြစ်ပါလိမ့်မယ်အသေးတွေကလည်းပို့ပြီးတော့မာလာဟန်ရှိပါတယ်ခေကင်ဦးရဲ့အသင်ကဟိုရုံကအသွင်နဲ့ချားနေပါတယ်ပို့ပြီးတော့လည်းတည်ငြိမ်လာပါတယ်ကိုကိုကိုယုံကြည်မှုရှိသူရရင်သူတယောက်ရဲ့အသွင်တွေထင်ထင်ရှားရှားပေါ်လွင်နေပါတယ်တခုကောင်းတော့ကအုံမြင့်ကိုယ်တိုင်ကလည်းခေကင်ဦးစီကိုမလာပါဘူး ပါတိပါတာပဲနေပါရယ်တဘောကတော့သူ့ရဲ့ဘက်ကလည်းပြက်ပြီဆိုတဲ့သဘောပါဒီလိုနေတော့ခီခင်ဦးကလည်းကြိုက်ပါရယ်ရောက်တဲ့နေ့ကစပြီးတော့အုံမြင့်လို့လင်မယားနဲ့မျက်နှာချင်းမဆိုင်မိအောင်လို့ရှောက်ပါရယ်မရှောက်နိုင်လို့တဲ့တဲ့တွင်းရင်လည်းအတိမိတ်ချွေတွေလိုမျိုးခေါ်ပြောနှုတ်ဆက်တာလုပ်ပါရယ် ရွာသူရွာသားတွေကလည်းလွတ်လပ်ငြိမ်းချမ်းသွားတဲ့ခေခင်ဦးအတွက်ဝမ်းသာနေကြပါရယ်ဒီလိုနဲ့ခေခင်ဦးကလည်းရွာကိုပြန်ရောက်လာတာ6လတနင်္လာပြေးသွားခဲ့ပါရယ်အဲဒီအချိန်မှာပဲသူတို့ရွာမှာတစ်ချိန်တစ်ခါမှမကြုံဘူးတဲ့အဖြစ်အပျက်ကြီးတစ်ခုကိုကြုံလိုက်ကြရပါရယ်အဖြစ်အပျက်ကလည်းအံ့ဩစရာကောင်းပါရယ်ထိုင်လန်ခြောက်ရှားစရာလည်းကောင်းနေပါရယ်လူရဲ့အသက်သေးဆုံးမှုတွေလည်းပါဝင်နေခဲ့ပါရယ်ချန်ဝင်းတကောရဲ့အထွေမဲ့မလဲမကက်မှာအလောင်း၃လောင်းရှိနေပါရယ် အုံမြင့်သူ့ရဲ့မိမပြီးတော့နှစ်နှစ်အရွယ်သူ့ရဲ့သမီးကလေးရဲ့အလောင်းတွေထူခြားချက်ကလည်းတကောက်တုံးဖွဲ့ပြီးတော့ channel ကိုဝင်လိုက်တာနဲ့အကောင်သားကြီးကနေရုတ်တရက်ဘိုင်းကနေလဲကြသိဆုံးသွားတဲ့အဖြစ်ပါအုံမြင့်ရဲ့အဖြစ်ဆိုးကိုမြင်လိုက်တာနဲ့သူ့ရဲ့မိမမတ်ဆန်းကလည်းခြေတော်လေးကလေးကိုချပြီးတော့ channel ကိုအမြန်ပြေးဝင်ပါတယ်သူ့ရဲ့ယောက်ျားလဲကြနေတဲ့စီကိုသွားပါတယ်အဲ့ဒီမှာပဲသူပါလဲကြပြီးတော့သိဆုံးသွားပါတယ်တကောက်သမီးငယ်လေးကလည်းတတော်တတော်နဲ့မအီနောက်ကိုပြေးလိုက်သွားပါတယ်ခြေနေကိုဝင်လိုက်တာနဲ့မအီစီတော်မှမရောက်လိုက်ပါဘူးမြေပေါ်လဲကြပြီးတော့ပက်လက်လေးတည်သွားခဲ့ပါတယ် သူတို့အိမ်ကရွာလေးပိုင်းမှာနောက်ပြီးတော့နေပါလေဖြစ်နေလို့ဖြစ်ပြပုံအလုံးစုံကိုအိမ်ဒီနာချင်းတွေအားလုံးသိနေမြင်နေကြပါရယ်ရုပ်ချက်ကြီးတယောက်ပြီးတယောက်လဲကြောက်တည်ဆုံးနေတဲ့အဖြစ်ကိုကြည့်ပြီးတော့အန်အော်ထိတ်လန့်နေကြပါရယ်တည်င်းကလေးတော်ပြီးလောက်တဲ့လူမျိုးချက်ချင်းပြက်နဲ့သွားပါရယ်တော်လုံးကလူတွေကလည်းအုံမြင့်တို့ရဲ့အိမ်ရှိလမ်းပေါ်မှာစူးပြုံရောက်ရှိလာကြပါရယ်ချက်တဲ့ကိုဘယ်သူမှမဝင်ကြနဲ့မဝင်ကြနဲ့ရွာထိတ်မှာရှိနေတဲ့ဆရာကြီးဦးကြညွန်ကလည်းရောက်လာပြီးတော့အော်ဟေးပြောဆိုနေပါရယ်တခြင်းနဲ့လူလူရွာလူကြီးပေါ်ရောက်လာခဲ့ပါရယ် ဆရာကြီးဘလို့ဖြစ်တာလဲဗျာရွာလူကြီးကလေဦးကြညုံကိုမေးနေပါလေကျော်လေဒီကြတော့မပြောနိုင်သေးဘူးဗျာဒါပေမဲ့မျက်မြင်တွေတွေ့တဲ့လူတွေပြောတဲ့စကားအတိုင်းဆိုရရင်တော့ရိုးရိုးသားသားမဖြစ်နိုင်ဘူးဒါဟာအသက်တည်ရလောက်အောင်အထိပြုထားတဲ့အွန်လိုင်းပညာသင်ရဲ့အစီအရင်ဖြစ်နိုင်တယ်ဗျာဒါဆိုဘလို့ဆက်လုပ်ကြမလဲဗျာရွာလူကြီးကလေစိုးရင်တကြီးအတန်နဲ့မေးလိုက်ပါလေစောင်းကြည့်ရအောင်ပါပဲဗျာလောလောဆယ်တော့အုံမြင့်တို့ရဲ့ channel ကိုဘယ်သူမှမဝင်အောင်လို့စောင်းကြည့်ရအောင်ပါပဲ လောလောဆယ်တော့အုံမြင့်တို့ရဲ့ channel ကိုဘယ်သူမှမဝင်အောင်လို့ပြောရမယ်။ဝင်တဲ့သူမှတ်သမျှအောင်လန်းဆက်မိပြီးတော့အသက်သေးသွားနိုင်တယ်။ဒါဆိုရင်ဒီလောင်းတွေကိုမတကြိုပဲနဲ့ဒီတိုင်းထားရတော့မှလားဆရာကြီး။အဲ့လိုလည်းမဟုတ်ပါဘူးဗျာ။ဘယ်လိုအောင်လန်းဆက်ပညာလေးဆိုတော့သိရအောင်လို့လုပ်ပြီးတော့ဆက်ကိုဖြတ်ရမယ်။အောင်လန်းဆက်တွေပြတ်သွားရင် channel ကိုဝင်လို့ရမှာပါ။ ဆရာကြီးဦးကျော်ညွန်ကလည်းရွာလူကြီးကိုရှင်းပြလိုက်ပါရယ်ပြီးတော့အုံမြင့်တို့မိသားစုတစုလုံးကိုတေလောက်တဲ့အထိအမုံညိုကြီးသူဘယ်သူဖြစ်နိုင်မလဲဆိုတော့ကိုစဉ်းစားကြည့်ပါရယ်ဆရာကြီးရဲ့မျက်လုံးထဲမှာတစုံတစ်ယောက်ကိုပြက်ပြက်ထစ်ထစ်မြင်လိုက်ရပါရယ်သူကလည်းခင်ခင်ဦးဆိုတဲ့မိန်းမတစ်ယောက်တေသူအုံမြင့်ရဲ့ပထမမယားသမီးလေးတစ်ယောက်ရောက်မှအုံမြင့်ရဲ့စွန့်ပြစ်မှုကိုခံခဲ့ရတဲ့သူကြွာလေးသားတွေဖြစ်တာကြောင့်မလို့သူတို့အချောင်းကိုဆရာကြီးအနေနဲ့အစားကနေအဆုံးတလုံးမကျန်တိနေခဲ့ပါရယ် အုံမြင့်ကိုသေးသေးလောက်တဲ့အထိအညိုကြီးကြီးနိုင်ခဲ့တဲ့အရာဆိုလို့အုံမြင့်ရဲ့ပထမမယားခင်ခင်ဦးနဲ့ပတ်သက်တဲ့အကြောင်းအရာပဲရှိပါတယ်အဖြစ်ပြက်ကလည်းကြာတော့ကြာခဲ့ပါပြီလွန်ခဲ့တဲ့၃နှစ်လောက်ကဖြစ်ပြက်တဲ့အဖြစ်ပြက်ပါဒီဖြစ်ပြက်တွေကိုကြွေးမိရတဲ့ဆရာကြီးဦးကြညွန်းကလည်းရွာလေလမ်းတိုက်အသာလျှောက်လာခဲ့ပါတယ်အုံမြင့်တို့အိမ်နဲ့မျက်ဆောင်ထိုးမှရှိနေတဲ့အိမ်ကိုဂယုတစိုက်ကြည်လာပါတယ်အဲ့ဒီအိမ်ကလည်းခင်ခင်ဦးနေတဲ့အိမ်ဆရာကြီးဦးကြညွန်းနဲ့ ထင်းတဲ့အတိုင်းပါပဲအင်ရှေလာတာဆောင်ကနေအုံမြင့်တို့အိမ်ဆောင်ဘက်ကိုမျက်နှာမူကြည့်နေတဲ့ခေခင်ဦးကိုတွေ့လိုက်ရပါတယ်ခေခင်ဦးကလည်းအန်ကိုတင်းတင်းကြိတ်ထားပါတယ်မျက်လုံးလေးကလည်းမီးဘူးကဝင်တောက်နေပါတယ်အဲဒီချိန်မှာပဲခေခင်ဦးကသူ့ကိုလှုပ်ဝက်အခဲခတ်နေတဲ့ဆရာကြီးဦးကြညုံကိုမြင်သွားပါတယ်သူကလည်းဆရာကြီးရဲ့မျက်လုံးလေးကိုစိုက်ကြည့်ပါတယ်ဒါဟာအတန်သိပ်ပညာပြိုင်လိုက်တာပါပဲတတော်ကြာရေးအထိတယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေခဲ့ပါတယ်အရင်ဆုံးမျက်လုံးကိုစလွှဲဖယ်လိုက်တဲ့သူကတော့ခေခင်ဦးပါဒါတော့သူ့အနေနဲ့အရှုံးပေးလိုက်ခြင်းဆိုတော့ကိုသူရောဆရာကြီးဦးကြညုံရောသိလိုက်ပါတယ် ဲကဲငါသမီးလေးစိတ်ကိုလျှော့ထားတော့နော်သမီးရဲ့ဆန္ဒလည်းပြေဝခဲ့ပြီမဟုတ်လားဒါဆိုရင်ကျင်းတတ်တော့နော်အခုချိန်ကအပြစ်မရှိတဲ့သူတွေရဲ့အသက်တွေအလဟသက်မဆုံးရှုံးရအောင်လို့တားဆီးရမယ့်အခြေဖြစ်နေပြီဒါကြောင့်မလို့ဆရာကြီးမေးတော်ကိုမှတ်မှန်ဖြေဟုတ်ပြီလားအရေးကြီးကြည့်ပြီးတော့အသက်တိလိုက်တဲ့ဆရာကြီးကလည်းခင်ခင်ဦးရှိတဲ့အိမ်မော်ဓာတ်တိကိုတက်သွားပြီးတော့ခင်ခင်ဦးကိုပြောလိုက်ပါရင်ခင်ခင်ဦးကလည်းဆရာကြီးဦးကြညွန်ကိုရိုသေစွာနဲ့လက်အုပ်ချပြီးတော့ရှစ်ကိုပါရင်တောင်းမှန်ပါရင်ဆရာကြီးရဲ့သူနဲ့ပတ်သက်ပြီးဘလို့မှမခံစားနိုင်တာကြောင့် ကလေးစားချီမိပါရယ်ဝေကျွေးပါရင်လည်းနောင်ဘောကျမပြန်ဆက်ပါမယ်အေးပေါ့ကွယ်အကျွေးရှိရင်တော့ဘယ်သူမှဆိုဆက်ကြရမှာပဲပေါ့သမီးအနေထားကိုလည်းကြည့်ရင်ပညာတယ်စစ်စစ်မဟုတ်ဘူးဆိုတော့ဆရာကြီးသိတယ်သမီးတပွဲတို့အောင်လည်းမဟုတ်လားဟုတ်ပါရယ်ဆရာကြီးဒါဆိုရင်ဘယ်နှသက်ခွင့်တောင်းခဲ့လဲသမီးခုနှစ်သက်ပါဆရာကြီးမိုက်လိုက်ပါပြီသမီးရယ်ကဲကဲဆရာကြီးနောက်မှာပဲပြန်လာမယ်အခုသွားလိုက်အောင်မယ်ဟုတ်ကဲ့ပါဆရာကြီး ဆရာကြီးဦးညာညုံကလည်းအိမ်မော်ကခတ်တတုတ်ဆင်းသွားပါတယ်။အုံမင်းတို့အိမ်ရှိရာကိုပြန်လဲလာခဲ့ပါတယ်။နေရာလဲမွန်းတဲလောက်ရောက်နေပါပြီ။ဘယ်သူမှမဝင်ရဲတာကြောင့်မလို့အလောင်းလေးကိုပြုတ်ပြင်စီရင်မဲ့သူမရှိပါဘူး။မြေပေါ်မှာပို့လို့ပက်လက်အမြင်မတင်တယ်ဖြစ်နေပါတယ်။အုံမင်းရဲ့အိမ်နဲ့ညနေရှင်းဆိုင်လမ်းတစ်ဖက်ကတစ်ပင်ကြီးရဲ့အရေးမှာရွာလူကြီးတွေနဲ့ရွာသားတော်တော်များများကလည်းထိုင်နေကြပါတယ်။အဲဒီနေရာမှာအုံမင်းရဲ့အဖေအမေတွေနဲ့ဆွေမျိုးသားချင်းတွေလည်းပါပါတယ်။ငိုရဲသူကငိုရှိုက်တဲ့သူကရှိုက်နေတချို့ကလည်းစိုးရိမ်ကြောက်ကြတဲ့အကြီးတွေနဲ့ ြည်နေကြပါရဲ့ဆရာကြီးဘယ်ပြောက်သွားလဲရော်လူကြီးကလည်းဆရာကြီးဦးကြညွန်ရောက်လာတာနဲ့မေးလိုက်ပါရင်အဲ့ရောင်မေးမနေနဲ့တော့ဦးသိန်းရေအခုဖြစ်နေတဲ့ကိစ္စကတပွဲတို့အောင်လန်းပညာတဲ့ရဲ့အစီရင်တွေပဲအသက်9သက်သေးမှအောင်လန်းဆက်ပြတ်တယ်ဟာဒါဆိုရင်နောက်ထပ်၄ယောက်တည်ယုံပါလားဒုက္ခပါပဲ ရောင်လူကြီးဦးသိန်းကလည်းအလံတကြားညီးတွားလိုက်ပါရီဆရာကြီးဦးကြညွန်ကတော့စကားပြန်မပြောဘဲနဲ့တစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေပါရီအဲ့ဒီချိန်မှာပဲတဝုံမုံစူးစူးညံ့ညံ့အတန်ကိုကြားလိုက်ရပါရီကြီးလိုက်တော့ရွာလေလမ်းတိုင်းနွားကြီးတွေပြေးဝင်လာပါရီကျောင်းသားတယောက်ကလည်းနွားတွေနောက်ကနေခလလန့်ပြေးလိုက်လာပါရီနွားကျောင်းသားကိုမြင်လိုက်တာနဲ့ဆရာကြီးဦးကြညွန်ကလည်းထိတ်လန့်သွားပါရီ ထောက်ကလေးအမေတိတ်အတန်တွေနဲ့ထရလိုက်ပါရင်နွားကြောင်သားစီကိုပြေးသွားပါရင်မြန်နေချင်းဆိုင်ကပြေးလာတဲ့နွားတွေကဆရာကြီးရဲ့ဘေးကနေတဝုံဝုံပြေးသွားကြပါရင်ရွာလူကြီးရဲ့ဦးသိန်းရောကျန်တဲ့ရွာသားတွေရောဆရာကြီးဦးချောင်ချောင်ဘာလုပ်တယ်ဆိုတော့ကိုရုတ်တရက်မသိပါဘူးအငေါဆောင်တွေပဲကြောင်ကြည့်နေကြပါရင်အဖြစ်ပြက်ကလေးအယမ်းမြန်ပါရင်စက္ကန့်အနည်းငယ်အတွင်းမှာပဲလျှက်တပြက်လိုက်တယ်လို့မျိုးဖြစ်သွားပါရင်နွားသုံးကောင်ကလည်း အုံမြင့်ရဲ့ channel ကိုတန်းဝင်သွားကြပါတယ် channel ကိုဝင်လိုက်မိတာနဲ့မမြင်ရတဲ့အားကောင်းမောင်းတဲ့လူကြီးတယောက်ကထိတ်ကိုပေါက်စိမ့်နဲ့ထူးလိုက်တဲ့လိုမျိုးတကောင်ပြီးတကောင်ဘုံငနေဘုံငနေပြက်လဲသွားကြပါတယ်ဆရာကြီးကလည်းနွားရီနဲ့အတူတူ channel ကိုပြေးလိုက်သွားမယ့်နွားချောင်းသားကိုအချိန်မီဖမ်းဆွဲထားလိုက်ကြရင်ပါတယ်နွားချောင်းသားကတော့ဘာမပြောညာမပြောလက်ဆွဲတာခံလိုက်ရတာကိုနားမလည်နိုင်တဲ့အကြီးနဲ့ဆရာကြီးကိုကြည့်နေပါတယ်ဆရာကြီးကလည်းနွားချောင်းသားကိုတစ်ပင်ရေးအောက်ကိုဆွဲခေါ်လာပါတယ်နွားရီအုံယုံလဲကြသိဆုံးနေတာကိုမြင်လိုက်ရပါတယ် နွားရီနဲ့အတူတူဂျန်နေဝင်သွားရင်မင်းလဲနွားရီလိုမျိုးသိမှာပဲနွားကြောင့်သောခမရဒီတော့မှကြောက်လန့်ပြီးတော့ဒူးတွေတဆက်ဆက်တုံသွားပါလေဦးသိန်းရေခမရရာရင်မှုတွေတဲကတယောက်ကိုကျန်တဲ့ကောင်အရှင်ရှာခိုင်းလိုက်ပါအရေးကြီးလို့အမြန်ရလေပိုကောင်းနေပဲဗျဆရာကြီးကလည်းရော်လူကြီးဦးသိန်းကိုပြောလိုက်ပါလေဦးသိန်းကလည်းရာရင်မှုတယောက်ခေါ်ပြီးတော့ကြက်ရှင်နှကောင်ရဖို့စီစဉ်လိုက်ပါလေရာရင်မှုကလည်းထွက်သွားပြီးတော့တိတ်မကြခင်မှာပဲကြက်ရှင်နှကောင်ပိုက်ပြီးတော့ပြန်ရောက်လာပါလေတကောင်ကိုခြံဝင်းတဲကတကားကနေပြီးတော့လွတ်လိုက် ဆရာကြီးအမိတ်ဆုံးတာနဲ့ယာယီမူကလည်းကြက်တကောင်ကိုခြံဝါကနေပြီးတော့ခြံလေးကိုခေါင်းတဲ့ပြီးတော့လွတ်လိုက်ပါတယ်ကြက်ကလည်းလူလက်ကလွတ်တာနဲ့ခေါင်းတဲ့ထားတဲ့အတိုင်းခြံလေးကိုပြေးဝင်သွားပါတယ်ချက်ချင်းဟောချက်ချင်းဆိုသလိုပဲကြက်ဟာအကောင်းတိုင်းကနေပြီးတော့လဲကျသွားပါတယ်အတောင်မှန်တစ်ဖြည်းဖြည်းရိုက်ခတ်ပြီးတော့ငြိမ်ကျသွားပါတယ်ခြံလေးတကောင်ကိုထက်လွတ်လိုက်အောင် ဆရာကြီးကလည်းထပ်ပြီးတော့အမိန်ပေးလိုက်ပါရီ။ယာယီမှုကလည်းစစောကအတိုင်းချက်ကိုခြံထဲကိုကောင်းတဲ့ပြီးတော့ခြံဝါကနေလွတ်လိုက်ပါရီ။ချက်ကလည်းခြံထဲဝင်ပြေးသွားပါရီ။ပြီးတော့နွားသေးတကောင်ရဲ့ကိုလုံးပေါ်ကိုတက်ပြီးတော့ပိုးကောင်မွားကောင်လေးတွေကိုရှာစားနေပါရီ။ကြီးနေတဲ့အားလုံးကလည်းဒီချက်လေးသိမှာပဲလို့ယူဆထားကြပါရီ။အခုချက်မသေးတာတွေ့တော့ဇဝေဇဝါဖြစ်ကုန်ကြပါရီ။ပညာတွေကအုံမြင့်တို့မိသားစု၃ယောက်နဲ့ သူရဲ့ဇေမျိုးတွေက၄ယောက်စုစုပေါင်း9ယောက်အသက်ကိုစွန့်အောင်လို့စီရင်ထားတယ်အခုလူ3ယောက်နွား3កောင်နဲ့ကြက်တကောင်တေးပြီးဆိုတော့အသက်9သက်အလောင်း9လောင်းပြည့်သွားပြီ အောင်လန်းပညာဆက်လည်းအဆုံးသက်သွားပြီဒါကြောင့်နောက်ဆုံးလွှတ်လိုက်တဲ့ကြက်မသေးတာဖြစ်တယ်အခုချိန်ရဆပြီးအုံမြင့်တို့ channel ကိုဗတ်ဒီဝင်ဝင်ဝင်လို့ရပြီလုံးစရာကိုင်းစရာရှိတာတွေလောက်ကင်လို့ရပြီ ဆရာကြီးဦးကျော်ညွန်ကခွင့်ပြုလိုက်ပြီမဲ့ channel ကိုဘယ်သူမှမဝင်ရဲသေးပါဘူး။ကြောက်ကြောက်လန့်လန့်နဲ့ဝင်ရောက်မှတွန်းဆုတ်တွန်းဆုတ်ဖြစ်နေပါရယ်။ဆရာကြီးကလည်းသူတို့ဖြစ်နေတဲ့အခြေအနေကိုရိတ်ဆားမိတာကြောင့်မလို့အခြေကပဲဥဆောင်ပြီးတော့ဝင်လိုက်ပါရယ်။ကဲကဲကဲလာကြလာကြ။ကျုပ်ရှိကဥဆောင်သွားမယ်။ခင်ဗျားတို့ကျုံနောက်ကနေပြီးတော့လိုက်ခဲ့ကြပါ။ ပြောရင်းဆိုရင်လည်းခြံတကားကိုတွန်းဖွဲ့ပြီးတော့ဆရာကြီးကလည်းဝင်သွားခဲ့ပါတယ်။ဒါတော့မှလူတွေကနောက်ကနေပြီးတော့ထက်ချက်မကွာပါမလာပါဘူး။ခြံတဲကိုရောက်လို့ဆရာကြီးဘာမှမဖြစ်တာမြင်မှမဝင်မရဲနဲ့ဝင်လာကြပါတယ်။ပြီးတော့အုံမြင့်တို့မိသားစုရဲ့အလောင်းတွေကိုဥစွာတဲပါတယ်။အလောင်းတွေကိုတန်းစင်ပေးပြီးတော့အိမ်ပေါ်မှာပြင်ဆင်ပါတယ်။ခြံတဲသူတွေကတော့နွားသေးတွေကိုနောက်ဘေးနွားသင်းကုတ်ထဲကိုတဲဖို့ပါတယ်။ဟဲလျာဖြစ်ကင်သွဲနေကြပါတယ်။ဒီလိုလူတွေအားလုံးကိုစီကုံကအလုတ်တွေနဲ့ ရောက်ရက်ခက်ရှုပ်ထွေးနေတဲ့အချိန်မှာတော့ဆရာကြီးဦးကြောင်ညုံကချန်ပီယံကိုထွက်လာခဲ့ပါရီရွာလေလမ်းမကြီးရဲ့အရှိတ်ကိုရှောက်လာခဲ့ပါရီအိမ်တလုံးရဲ့ရှိကိုရောက်တော့ချန်နိုင်ကိုဝင်သွားပါရီသူဝင်လိုက်တဲ့ချန်ကလေးတပွဲတို့အောင်းလန်းပညာတဲလေးခေခင်ဦးရဲ့ချန်ပဲဖြစ်ပါရီဘလို့လို့ပြီးတော့သမီးဒီပညာရီကိုတက်လာခဲ့တာလေဆရာကြီးကိုရှင်းပြပါအောင်ဆရာကြီးလာမယ်ဆိုတော့ကြိုသိနေတာချောင်းမလို့ခေခင်ဦးကလေးဖျားကန်းထဲမှာတင်ပြူးပြောက်ကိုခင်းထားပါရီရေတကောက်ကွန်းရဲ့ ထွေးကန်ဆသဖြင့်အသင်ခင်းသားပါရင်ဇာတိကလည်းဆေးလိမတော့တက်တော့ကိုတီးတဲ့အတွက်ဆေးလိခွက်ကိုတော့တဲခင်းမထားပါဘူး။ဖြောင်းပေါ်ထိုင်မိတော့နဲ့ဇာတိကလည်းခေခင်ဦးကိုတန်းပြီးတော့မေးလိုက်တာဖြစ်ပါရင်ဇာတိကတော့ဒီအလုံးကိုဆေးကုသပြီးတော့ဆော့ချောက်ပေးသူလည်းဖြစ်တယ်။ကျမအနေနဲ့လည်းလေးစားရိုသေမှုရှိပါရင်ဒါကြောင့်အဖြစ်မှန်တိုင်းမချွေးမချံပြောပြပါမယ်။ဒီလိုစကားခံပြီးတော့ခေခင်ဦးကလည်းဇိုးရလာတဲ့သူ့ရဲ့ဘဝအကြောင်းတွေအုံမြင့်ရဲ့အနိုင်ကျင့်မှုအောက်မှာငရေကြောက်ခံနေရတဲ့အဖြစ်အပျက်တွေခံစားမှုတွေနဲ့ တဝဲလိုအောင်လံပညာရက်ကိုတင်ယူပြခဲ့တဲ့အကြောင်းတွေကိုဆရာကြီးရဲ့စီမမထွေးမချန်ဖွင့်ရပြောကြားဝင်ခံခဲ့ပါရယ်လွန်ခဲ့တဲ့၃နှစ်ခွဲကာလမှာခင်ရင်ဦးကလည်းရွာကထွက်ခွာသွားခဲ့ပါရယ်ဒီလိုမျိုးတယောက်တည်းခြေဦးတဲ့ရောထွက်ခွာသွားဝင်တဲ့တတိမျိုးကလည်းခေခေဦးမှာမရှိပါဘူးဒါပေမဲ့ကိုရောစိတ်ပါလူယုံမပေါအောင်လို့အမျိုးမျိုးညှဉ်းပန်းနှိပ်စက်နေတဲ့အုံမြင့်ရဲ့လက်ကလွတ်ဖို့ဒီနီလန်းကအကောင်ဆုံးပဲတေလန်းနှစ်လန်းပဲရှိပါရယ် စစောပိုင်းကတော့ကိုကူကိုအဆုံးစီရင်ပြီးတော့တေပြက်လိုက်ဖို့သူအချိန်ချင်းကြံစီခဲ့ပါသေးတယ်။လူမမဲရွယ်လေးသမီးလေးရဲ့မျက်နှာကြောင့်မလို့တော့ဇွဲကြောကြသိမဲ့အချံကိုအချိန်ချင်းလက်လျှော့ခဲ့တာဖြစ်ပါရဲ့။ ်ယုတ်တိယမတိပဲနဲ့သမီးလေးဆုံးမသွားတဲ့အချိန်မှာတော့သူ့အတွေးတွေတမျိုးပြောင်းသွားခဲ့ပါတယ်လေကားချိန်မှာတွေးလိမ့်လိမ့်နဲ့လဲကြနေတဲ့သမီးလေးကိုအပေါ်လေကားတိတ်ကနေပြီးတော့ငုံကြည့်နေတဲ့အုံမြင့်တို့လင်မယားရဲ့မျက်နှာကိုသူရဲ့မျက်လုံးလေးကမဖြောက်ဖြတ်နိုင်ပါဘူးသမီးလေးကိုသူတို့လင်မယားသွန်းချလိုက်တာပဲလို့စိတ်ထဲဆွဲနေပါတယ်နှလုံးသားလေးကနာကြီးနေပါတယ်ကိုကိုကိုတက်တည်မဲ့အကြံကိုစွန့်လွတ်လိုက်ပါတယ်အိမ်နေရာမှာပဲကလက်စားချိန်မယ်တစ်စီလုံးတစ်မျိုးလုံးကိုတက်ပြစ်မယ် အမုတ်ချပြီးမယ်ဆိုရက်နာကြီးစိတ်တွေကဝင်လာခဲ့ပါရီအမြတ်တော်သားတွေကလည်းလောင်စာအပြည့်အဝရှိနေတဲ့မီးတောက်ကြီးလိုမျိုးတိုးပြီးတော့ကိုတောက်လောင်လာပါရီဒီကြောင့်ကြောင့်မလို့သူကလည်းရွာကထွက်လာခဲ့တာဖြစ်ပါရီအချိန်ကာလများစွာကဒုက္ခဆင်းရဲအမျိုးမျိုးအဖုံဖုံတို့ကိုခံစားရင်းနဲ့သူရဲ့နာကြီးစိတ်တွေကလည်းပို့ပြီးတော့ကိုခိုင်မာလာခဲ့ပါရီတနေ့မှတော့တောင်ပေါ်သေးတော့ကရွာလေးတစ်ယောက်ကိုသူရောက်သွားခဲ့ပါရီလူရုပ်ပြောင်းအောင်လို့ပိန်လီချောက်တွေ့နေတဲ့အဟောရပြပြီးတော့မေးလဲနေတဲ့ သူကတော့တိုင်းရင်းသားအဘိုးဘွားလင်မယားကလည်းကဲတင်ပြီးတော့ဆောက်ရှောက်ခဲ့ပါတယ်။သူကလည်းမိခင်ဘခင်အရင်ဘက်မှပြုစုဆောက်ရှောက်ခဲ့ပါတယ်။ရက်တွေလော်ရီကြာမြင့်လာတာနဲ့အမြသူတို့ရဲ့တန်ငယ်ရောတင်တွေကလည်းရင်တန်းလာပါတယ်။ခိုင်မြဲတွေတာလာပါတယ်။အဘိုးရဲ့စင်ရဲ့ဒုက္ခဟာခခင်ဦးရဲ့ဒုက္ခစင်ရဲ့ဖြစ်လာပါတယ်။ခခင်ဦးရဲ့ကြေကွဲဝန်းနေမှုတွေကလည်းအဘိုးအဖွားနှစ်ယောက်ရဲ့ကြေကွဲဝန်းနေမှုတွေဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးအနေထားမှာပဲခခင်ဦးကကံကောင်းတာပဲလားအုံမြင့်တို့ကပဲကံဆိုးကျင်တာလားမသိပါဘူး။အဖွားကလည်းပညာတယ်ဖြစ်နေပါတယ်။ တမီသူတို့ကိုကြက်စားချေခြင်းနဲ့အမေကြက်စားချေဖို့အသက်ဆက်ရှင်နေရတာပါသူတို့ကိုကြက်စားချေနိုင်ဖို့တမီကိုအမေပညာသင်ပေးပါနှလုံးသားချင်းထက်သူကြောင့်နေတဲ့အဖွားကလေးခခင်ဦးရဲ့ဆရာကိုမကန့်ကွက်ပါဘူးခခင်ဦးလှုပ်ချင်တဲ့အတိုင်းလှုပ်နိုင်အောင်လို့ကူညီပေးပါရယ်အောင်လဲပညာအတက်ကိုသင်ပေးပါရယ်တခုရှိတော့ကအွန်လိုင်းပညာကိုပြည့်ပြည့်စုံစုံသင်ပေးတော့မဟုတ်ပဲတပွဲတို့အွန်လိုင်းပညာကိုပဲသင်ပေးပါရယ်တပွဲတို့အွန်လိုင်းပညာကလေးတပွဲတို့တစ်ချိန်မဲ့အသုံးပြုလို့ရတဲ့အတက်ပညာတစ်ချိန်အသုံးပြုပြီးတာနဲ့အွန်လိုင်းပညာတွေ သူ့ဘုကခွာသွားပါလိမ့်မယ်ဒီပညာကိုမတတ်တဲ့ရွရွလူတယောက်ပြန်ဖြစ်သွားပါလိမ့်မယ်ကောင်းတော့ကလေးဒီတပွဲတို့အွန်လိုင်းပညာကိုကမာစိတ်ဒီတကူကြီးတဲ့နှက်တွေကဆောင်းချောက်ကူညီပေးကြပါရယ်ဒါကြောင့်တော်ယုံဆရာတယောက်နဲ့ဂျားဝင်ဖြက်စီဖို့မဖြစ်နိုင်ပါဘူးတပွဲတို့အွန်လိုင်းပညာကိုပိုင်ပိုင်နိုင်နိုင်တက်မြောက်တာနဲ့ခင်ဦးကလည်းရွာကိုပြန်လာခဲ့ပါရယ်ဘယ်သူမှမရေးမိအောင်လို့ကိုရှိန်တက်ပြီးတော့အချိန်တွေကိုစောင့်ကြည့်နေခဲ့ပါရယ်အခွင့်တော်တွေတနေ့မှတော့သူ့ရဲ့အဆုံးစွန်နဲ့ကလေးစားချင်မှုကိုပြုလုပ်လိုက်ကြပဲဖြစ်ပါရယ် မီကိုရင်ကိုကြောင့်ခံစားနေရတဲ့သူဆိုတော့ဆရာကြီးကဘာမှမပြောလိုပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဂလေးစားကြည့်တယ်ဆိုတော့ကရန်ကုန်ရန်ကျင်တုံညံ့တာတာဖြစ်တယ်ကွ။အဲ့ဒီတော့လည်းမကောင်းဘူးဆရာကြီးပြောချင်တယ်။ခေကင်ဦးရဲ့စကားဆုံးမတော့ဆရာကြီးဦးချောင်ညုံကဆုံးမပါရီ။ပြည်သူကအစ်စ်ဖြစ်သူကအဟောင်းဆိုတော့တမီနားလေပါရီ။ပြူခဲ့မိတဲ့အပြစ်ရှိတဲ့ရန်ကျွေးရှိရင်လည်းတမီအပြုံးမပြတ်ခံယူပါမယ်။ပြူသူတဲ့ဖြစ်သူအဟောင်းဆိုတော့တမီနားလေပါရီ။ပြူခဲ့မိတဲ့ပြည့်ရဲ့ ကြံကြွေးရှိရင်လည်းတမိအပြုံးမပြတ်ခံယူပါမယ်။ဒီဘဝမှာတော့တမိခံစားရတဲ့လောကငရဲ့အတွက်မလှမပတေဝဲဝင်ခဲ့ရတဲ့တမိလေးအတွက်ကလေးစားချေရတာကိုပဲကျေနပ်မိပါတယ်ဆရာကြီး။ဆရာကြီးဦးကျော်ညုံကလေးခေခင်ဦးရဲ့မျက်နှာကိုကြည့်လိုက်ပါလေခေခင်ဦးရဲ့မျက်နှာကတည်ငြိမ်နေပါလေတွေ့တို့အွန်လိုင်းပညာနဲ့လူသက်တီကိုသိတဲ့အထီသူကရက်ဆက်တဲ့လက်စားချင်မှုကိုဘယ်ပုံမှဘယ်ဥပဒေနဲ့မှအေးအေးယူလို့မရပါဘူး တဏျာတွေကနေပြီးတော့ဘွားတစ်ခုမှတော့ဒီပြည့်ကြီးရံကိုမဖြစ်မနေပေးဆက်ရမယ်ဆိုတော့ကိုသိနေတဲ့မျက်နာဒီလိုမျိုးအပြည့်ကြီးဆက်ရမယ်အချိန်ရောက်လာတဲ့အလဲရရဲ့ဝုန်းဝုန်းခင်ယူလိုက်မယ်ဆိုရင်မျက်နာမျိုးကတော့ဆရာကြီးဦးကြညွန်တရီပြူလိုက်မိပါရီကဲဒီချိန်ရစားပြီးရဲနာသုံးပါကိုကိုယ်ကိုယ်အားထားရဆိုပြီးတော့စီကပ်ပူဇော်ပါကံကားဘောက်ကိုလုံအောင်လို့ထိမ့်ပါကဲဆရာကြီးပြရမယ်တမီးခေခင်ဦးကလည်းဆရာကြီးကိုပစစ်တုပ်ထိုင်ပြီးတော့ ထီချင်း၅ပါးနှင့်ကြတော့ပါလေဆရာကြီးရဲ့စကားကိုမြေဝဲမကြနားထောင်ပါမယ်လို့ကတိပြုလိုက်ပါလေဆရာကြီးဦးကြညွန့်ပြန်သွားတဲ့အချိန်မှာတော့ခင်ခင်ဦးမျက်လုံးအိမ်ကမျက်ရည်တွေတပေါပေါကျလာပါလေပြီးတော့ရှိုက်ကြီးတငင်ငိုချလိုက်ပါလေဒီငိုကြွေးချင်းကလည်းကလေးစားချီလိုက်ရတဲ့အထက်ဝမ်းသာလုံးနဲ့ငိုကြွေးချင်းလားတန်ရာခကြီးရှေကြီးကိုမျောတွေးရင်းနဲ့ကြောက်လန့်လို့ငိုမိတဲ့ငိုကြွေးချင်းလားသူရဲ့စိတ်ထဲနှလုံးသားထဲမှာဘလို့ခံစားမှုမျိုးနဲ့ငိုတဲ့ငိုကြွေးချင်းဖြစ်နေမှလဲခေခင်ဦးကလဲပြီးတော့ဘယ်သူမှသိနိုင်မှာမဟုတ်တော့ပါဘူး ။ Okay ပေါ့ခင်ဗျအခုနောက်စင်ကေရရီဇလန်ကတော့စာရေးသူမောင်မိုင်းညို6ဦးရေးသားထားရီတပွဲတို့ online ဆိုရဲဇလန်လေးပဲဖြစ်ပါရီခင်ဗျ။ဒီဇလန်ကိုစားကနေအဆုံးထိလိုက်ပါနားစင်မိခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတီတိုင်းကိုကျွန်တော်ကနေပြီးတော့ဂျေစုတင်ပါရီပရိသတ်များသားရချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရီခင်ဗျ။